အလုံးမင်္ဂလာပါဒီနေ့သင်ခန်းစာကဒီ editing ဖြစ်ဖို့အတွက်စကားလုံးတွေတွေကိုဒီ selfish လို့ခေါ်တဲ့ ending point တဲ့နေ့ကို ပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒီမှာပေးထားတဲ့ editing တွေကိုကျမတို့ ending လို့ခေါ်တဲ့ selfish ကိုမျိုးနဲ့ပေါင်းမယ်ပေါ့နော်အရင်ဦးဆုံး able တို့ able တို့ပေါင်းကြည့်မယ် enjoyable understandable possible visible အဲ့တော့အဲ့ဒီ IBE အနော် IBLE တို့ ABLE တို့ပေါင်းလိုက်တဲ့အတွက်ကြောင့်သူရဲ့အဓိပ္ပာယ်ကကျွန်တော်တို့ capable of เนาะတကူးခုမှဆိုလုံနိုင်စွမ်းရှိတယ်เนาะအဲ့လိုမျိုးသဘောတက်ရောက်သွားတဲ့ can be เนาะလုံနိုင်လည်းဖြစ်နိုင်လည်းဒါမျိုးပြောချင်းဖြစ်တယ် AL ပေါင်းကြည့်မယ်အဲ့တော့ natural personal cultural regional အဲ့တော့ AL တွေနဲ့အဆုံးသတ်ထားတဲ့အတွက်ကြောင့်သူရဲ့ meaning က related to เนาะဒါနဲ့ဆက်ဆံမှုရှိတယ် ဒီမှာ natural ဆိုရင်ဒီမှာဆို nature နဲ့ဆက်စပ်မှုရှိတယ်ပေါ့နော် person နေလို့ person နဲ့အဲ့လိုမျိုးပြောချင်းဖြစ်တယ် IC ပေါင်းမယ် IC ပေါင်းလိုက်တဲ့အခါမှာ poetic energetic နော် historic scientific အဲ့တော့ IC ပေါင်းလိုက်တဲ့အတွက်ကြောင့်သူရဲ့ meaning ကနော်ဒီ having the quality of ဒီအဲ့လိုအရည်အသွေးတွေရှိနေခြင်းလို့ပြောချင်းဖြစ်တယ် FUL ပေါင်းမယ် beautiful careful meaningful whole four အဲ့တော့ဒါမျိုးပေါင်းလိုက်တဲ့အတွက်ကြောင့်ဒီ full တော့เนาะဒါတွေနဲ့ပြည့်နေတာဒီမှာဆိုရင် beauty ဆိုတဲ့ noun ကို ful four ပေါင်းလိုက်တဲ့ beautiful အလှပတရားတွေနဲ့ပြည့်နေတော့เนาะလှပတော့ဒါမျိုးဖြစ်သွားတယ် care careful meaning meaningful hope hopeful เนาะမျောလင်းချက်ရှိတော့အဓိပ္ပာယ်ပြည့်စုံတော့ဒါမျိုးတွေဖြစ်လာတယ်เนาะ less less ပေါင်းမယ်အဲ့တော့ less ပေါင်းစား careless hopeless unless you know the powerless အဲ့ဒါ less ရဲ့သဘောတရားက without မရှိခြင်းမဆိုရင် number number 9တာညှော်လင်းချက်မဲ့တာဒီအဆုံးစမရှိတာเนาะ unless ဆိုတာအဆုံးမရှိတာ powerless เนาะဒီ power မရှိတာ OUS ပေါင်းမယ်နော် OUS ပေါင်းတဲ့အခါမှာဆိုတော့ danger and the နေပြီး dangerous and the များတော့เนาะ and the ရှိတော့ curious သီလိုစိတ်ပြင်းပြတော့ famous ကြော်ကြတော့ generous ရဲ့ရော်တော့ဒီသဘောထားကြည့်တော့အဲ့တော့ OUS ပေါင်းလိုက်တဲ့အတွက်ကြောင့် meaning က having ရှိနေခြင်း full of ပြည်နေခြင်းလို့သဘောတက်ရောက်တဲ့ ish ပေါင်းမယ်အဲ့တော့ child is foolish greenish selfish เนาะကလေးစံတာဒါနဲ့သူကဒီ ish ရဲ့ meaning ကအဲ့လိုမျိုးဒီဝိသေသလက္ခဏာရှိနေခြင်းလို့ပြောခြင်းဖြစ်တဲ့ characteristic of เนาะဒါကကလေးဇယိုက်ရှိတာเนาะကလေးစံတာ foolish မိုက်မဲတာ green is အစိမ်းရောင်ဖန်နှွယ်တာအစိမ်းဖန်ဖန်လေးဖြစ်နေတာ selfish တကိုယ်ကောင်းစံတာဒါမျိုးပြောခြင်းဖြစ်တယ် IVE ပေါင်းကြည့်ကြည့်မယ် creative expenses added informative အဲ့တော့ IVE ပေါင်းလိုက်တဲ့အတွက်ကြောင့်အဲ့လို quality ရှိတာသမဟုတ် tendency အဲ့ဒီဘက်ကိုတင်းညွန့်တာနှွယ်တာလို့ပြောခြင်းဖြစ်တယ်ဒီ creative ဆိုတာ create ကနေပြီးတော့လာတယ်ဒီဖန်တီးနိုင်စွမ်းရှိတော့ဘောเนาะဒါမျိုးပြောခြင်းဖြစ်တယ် wine ပေါင်းရတာကတော့အလွယ်ဆုံးပ တော့နောင်းလေးကိုဝိုင်းပောင်းမယ်ပေါ့နော်ဆန်နီ happy ဒီ messy နော် noisy စသဖြင့်ကျမတို့ဒါကဒီ adjective တွေကိုဖန်တီးဖို့အတွက်စကားလုံးတလုံးကိုဒီအဆုံးသတ်ပေါ့နော် ending တွေပေါင်းလိုက်တဲ့ surface တွေပေါင်းပြီးတော့ adjective ဖန်တီးခြင်းဖြစ်တယ် တော့ကျမတို့ adjective ကိုနေရာချမယ်เนาะ adjective ရဲ့အလုပ်က noun modifier လို့ပြောထားတဲ့အတွက်ကြောင့် noun ရဲ့အရှိမရှိမယ် before and now noun တစ်လုံးရဲ့အရှိမရှိမယ် as a beautiful flower เนาะနှာပသောပန်းလေးတစ်ပိတ် a big house အဲ့အကြီးကြီးတလုံးနော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီနောင်းနေရဲ့အရှိမအဂျီဒစ်ကိုတွေ့ရတယ်ဒါဒီသူ့ရဲ့နေရာတစ်ခုနော်ဒီအဂျီဒစ်ရဲ့နေရာ နောက်တစ်ချက်က after linking va linking va လို့ခေါ်တဲ့ computer va တွေပြီးရင်အဲ့ဒီအဂျီဒစ်ကိုတွေ့ရမှာဖြစ်တယ်ဒီမှာဆိုရင်ခုနကပေးထားတဲ့ app beautiful flower as a the flowers is beautiful လို့ဒီလိုက်တယ် ဲ့တော့ရေးလိုက်တဲ့တော့ beautiful ဒီကျွန်တော်တို့ linkin bar လို့ခေါ်တဲ့ဒီ b bar ရဲ့အနောက်ကိုရောက်သွားတယ်ဒီ adjective ဒီဟိုအရှင်းမှာရှိတဲ့ဒီ flower ဆိုတဲ့ပန်းကိုလာပြီးတော့ modify လုပ်ပေးတယ်တော့ဒါဒီ compliment နေရာမှာတွေ့ရတယ် b bar ဒီနေ့အဖြစ် linkin bar ကိုသုံးထားတဲ့အတွက်ကြောင့်သူ့ကိုကျွန်တော်တို့က predicate adjective လို့ခေါ်တယ်အရှင်းမှာရှိတဲ့ a big house ဆိုတဲ့အရာကိုကျွန်တော်တို့ဒီ compliment နေရာကိုချိန်မယ် the house look big အဲ့တော့ဒီမှာ look ထင်ရသည်ဖြစ်ပုံပေါ်သည်ဆိုတော့ကျွန်မတို့ဒီ stated verb ကိုလာသုံးပြီးတော့ရေးထားတယ် stated verb ဒီလည်းပဲ linking verb အုပ်စုထဲမှာပါတယ် ။အဲဒီတော့ကြောင့်ဒီ build ဆိုတဲ့အရာဒီအရှိမရှိတော့အိမ်ကိုလာပြီးတော့ modify လုပ်ပေးတဲ့ complement နေရာမှာတွေ့ရှိရတော့ကျွန်တော်တို့ predicate adjective ဖြစ်တယ်เนาะအဲ့တော့ complement နေရာမှာတွေ့ရတဲ့ဘာကြောင့်တွေ့ရလဲ linking verb ကို သုံးထားတဲ့အတွက်ကြောင့်ထို့အတူပဲကျွန်တော်တို့ certain verb အဲ့ဒီ certain verb ကတခြားဟာမဟုတ်ဘူးကျွန်တော်တို့ sense verb လို့ခေါ်တဲ့အာယုံ ခံစားမှုနဲ့ပတ်သက်ပြီးတော့သုံးတဲ့เนาะဒီ verb တွေဖြစ်တဲ့သုတ် taste delicious ဒီဆိုပြုတ်ကအရသာရှိတယ်ဒီမှာ taste ဒီနေရာမှာအရသာရှိတယ်ဆိုတဲ့ဒီ sense အယုံခံစားမှုကိုပြောခြင်းဖြစ်တယ် action ဘာမြည်ကြီးသည်လို့သဘောမတက်ရဘူးထွက်တူပဲ he feel tired သူကပင်ပန်းနေတယ်ဘောနော်ဒါ feel ခံစားရသည်သူရဲ့အခြေအနေကိုပေါ်ပြပေးတယ်ဒီ stated ဘာဖြစ်တယ်အဲ့တော့ stated ဘာတို့ဒီ ဒီ sensual လို့ခေါ်တဲ့အာယုံခံစားမှုကိုပြောပေးတဲ့ဘာတွေရဲ့ linking part တနည်းအပြင် computer ဘာ b ဘာတွေရဲ့အနောက်မှာ attitude ကိုတွေးရတယ်เนาะအဲ့ attitude ကိုတွေးရမယ်နေရာဒီမှာဖော်ပြထားခြင်းဖြစ်တယ်ပြီးတော့အဲ့ attitude ကို greater ဖွယ်လို့ရတယ်လို့ greater ပြီးတော့ပြောလို့မရတဲ့ attitude လည်းရှိတယ်အဲ့တော့ greater ပြီးခွဲမယ်ဆိုရင်တော့ er တို့ est တို့ပေါင်းလို့ရတဲ့ attitude သို့မဟုတ် more တို့ most တို့နဲ့ပေါင်းပြီးရေးထားတဲ့ attitude တွေဆိုရင်ကျမတို့ great တွေပဲ attitude လို့ခေါ်မယ်ဒီ non great တွေပဲ attitude က er est နဲ့ဘယ်တော့မှမရေးသလို more တို့ most တို့နဲ့လည်းတွေးရ ားမှာမဟုတ်ဘူးသူ့ကိုသုံးမယ်ဆိုရင်တီးတန့် intensifier တို့ down tone တို့တီးတန့်ရှိတယ်အဲ့ဒီအခါကဂျမတီလောက်တာပေးမိတာဖြစ်ရတဲ့ကြောင့်အကျယ်မပြောတော့ဘူးပေါ့နော်အဲ့တော့ intensifier တို့ဒီ absolutely တို့ completely တို့ totally တို့နဲ့တွဲပြီးတော့တွေ့ရတဲ့ adjective ကြတော့ non grade တွေပဲ adjective လို့ခေါ်မယ် er est module most တို့နဲ့ပေါင်းပြီးတော့ပေါ့နော်တွေ့ရမယ့် adjective ဆိုရင်တော့ grade တွေပဲ adjective လို့ခေါ်မှာဖြစ်တယ်ကျမတို့ suffix 6မျိုးရှိတယ်เนาะအဲ့ဒီ6မျိုးကိုတစ်ခုချင်းစီပေါင်းမယ်အရင်ဥဆုံး ABLE RBLE နဲ့ပေါင်းမယ်အဲ့တော့ ABLE တို့ RBLE တို့ပေါင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့လိုအပ်တာက VA အဲ့ဒီ VA ကိုမှကိုကပေါင်းမှာအဲ့တော့ဒီမှာ exam မှာပေးထားတဲ့ enjoy ကို A ပဲပေါင်းလိုက်တော့ enjoy နေပဲ understand understand နေပဲ access accessible เนาะဒီ internet access internet အခွင့်အလမ်းရှိတယ်ဒါအခွင့်အလမ်းရှိတော့ဒါမျိုးပြောခြင်းဖြစ်တဲ့ resist resistive เนาะဒီခုခံ ့်နိုင်စွမ်းရှိသောဒီ ability တနည်းအားဖြင့် agility quality ရှိတဲ့ possibility ဖြစ်နိုင်ခြေရှိတဲ့ဆိုတဲ့အဓိပ္ပာယ်ကိုတည်ရောက်စေဖို့အတွက်ဒီဘာကိုကျမတို့ able ပေါင်းခြင်းဖြစ်တဲ့ဒုတိယတနည်းကြတော့ AL ပေါင်းမယ် AL ပေါင်းဖို့အတွက်ကျမတို့လိုအပ်တာက now ဒီ now ကို AL ပေါင်းလိုက်တဲ့အခါမှာဒီဆက်ဆက်နှီးနွယ်မှုရှိတာဆိုတဲ့ related to ဆိုတဲ့ meaning ကိုစောင့်တဲ့ culture เนาะဒီယဉ်ကျေးမှုအဲ့ဒါကို cultural ရိုးရာယဉ်ကျေးမှုနဲ့သက်ဆိုင်သော person personal region regional nation national ဘောเนาะ noun ကို al ပေါင်းပြီးတော့ adjective ဖန်တီးခြင်းဖြစ်တယ် ဒီနံပါတ်3ကတော့ IC ပေါင်းမယ်ပေါ့နော် IC ပေါင်းဖို့အတွက်ကျမတို့နောင်းကို IC ပေါင်းခြင်းဖြစ်တယ်အဲ့တော့နောင်းလိုအပ်တယ်ဒီနောင်းကို IC ပေါင်းထည့်လိုက်ခြင်းအဖြစ်သူ့ရဲ့ဒီ quality ကိုကျမတို့ describe ဖော်ပြပေးရရတယ်နော်အဲ့တော့ quality ကပြစာပေပြောတယ်ဒီကပြစာပေနဲ့သက်ဆိုင်တော့ပေါ့နော် poetic energy energetic history historic science scientific နာနဲ့ဆက်ဆက်တော့အဲ့လိုမျိုးအကြီးအသွေးရှိတော့ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ် IC က နောင်းကိုပေါင်းမှာဖြစ်တယ်။နောက်တစ်ခုကျွန်တော်တို့ FUL4 ပေါင်းမယ်။အဲ့တော့အဲ့ဒါကိုပေါင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့လိုအပ်တာကနောင်းเนาะ able to ပေါင်းတော့ verb ကိုပေါင်းလာတာเนาะအခုကျတော့နောင်းကိုလိုအပ်တာ။အဲ့တော့ beauty အလားပါတရားအဲ့ဒါ beauty ကို full ပေါင်းလိုက်မယ်။ beautiful care careful meaning meaningful hope hopeful နောင်းတွေကိုကျွန်တော်တို့ FUL4 ပေါင်းပြီးတော့ဒီ full lock ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြင်းနေသောဆိုတဲ့အဓိပ္ပာယ်ကိုဖန်တီးခြင်းဖြစ်တယ်နောက်တစ်ခုကကျမတို့ less power ပေါ့နော် L E S S သူရဲ့ meaning က without မရှိခြင်းဆိုတဲ့သဘောတက်ရောက်တယ် အဲ့တော့ care careless เนาะဂယုဂယုဆိုင်မှုမရှိခြင်းပေါ့เนาะ hope hopeless မျောလင်းခြင်းမျောလင်းခြင်းမရှိသော and and let เนาะဒီအဆုံးစမရှိသော power powerless เนาะဒါမျိုးပြောခြင်းဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ ous ပေါင်းမယ် ous ပေါင်းလိုက်တဲ့အတွက်ကြောင့်ဒီဒိဗတ်ကဒီ having the quality of အဲ့လိုမျိုးရည်သွေးများရှိနေခြင်းအဲ့လိုရည်သွေးများပြီးနေခြင်းလို့ပြောခြင်းဖြစ်တယ်အဲ့တော့ပေါင်းဖို့အတွက်လိုအပ်တဲ့စကားလုံးက noun အမျိုးအစားဖြစ်တယ် danger and ye dangerous fame ကြွကြမှု famous ကြွကြသော curiosity သီလိုစိတ်เนาะဒါမှ curious သီလိုစိတ်ပြင်းပြသော generosity generous generous ဆိုတာရဲ့ရော်တာသဘောထားကြီးတာကိုပြောခြင်းဖြစ်တယ်နံပါတ်9မှာကြတော့ ish ပေါင်းမယ်ပေါ့เนาะ ish လို့အတန်ထွက်တယ်အဲ့တော့ကကျွန်တော်တို့လိုအပ်တာက noun ပေါ့เนาะအဲ့တော့ chime ဒီ chime ကိုကျွန်တော်တို့ chime dish ကလေးဆန်သော full foolish green greenish cell surface. အဲ့တော့အဲ့လိုမျိုးပေါင်းလိုက်ခြင်းအားဖြင့် ISH ပေါင်းလိုက်ခြင်းအားဖြင့်အဲ့လိုမျိုး quality ရှိသောအဲ့လိုမျိုး quality နဲ့ဆက်ဆက်သောတူသောဆိုတဲ့ဒိဗယ်ကိုတက်ရောက်တယ်။နံပါတ်၈ကျတော့ IVE ပေါင်းမယ်။အဲ့တော့ IVE ပေါင်းဖို့အတွက်ကကျွန်တော်တို့နောင်းလဲရတယ်၊ဘွားလဲပေါင်းလို့ရတယ်။အများအားဖြင့်တော့ဒီ adjective ဖြန်ပြီးဖို့အတွက်ကျွန်တော်တို့နောင်းကိုပေါင်းတာ able ရဲ့ IVE ရဲ့နှစ်ခုပဲကျွန်တော်တို့ဒီ verb ပေါင်းတာပေါ့နော်။ဒီ IVE မှာ IVE ပေါင်းတဲ့စကားလုံးကလည်းဒီ creation ာက va ဒီ expand ကတော့ကျွန်တော်တို့ကုန်ကြစရိတ် noun form ဖြစ်တယ် act add ကတော့ delay noun နေနဲ့လဲသုံးတယ်လို့တရုပ်ဆောင်တီဆိုတဲ့ va နေနဲ့လဲရှိတယ်အဲ့တော့သူ့ကိုကျွန်တော်တို့က ive ပေါင်းတဲ့အခါမှာ noun ကိုလည်းပေါင်းတယ်လို့ va ကိုလည်းပေါင်းတယ်ဆိုတာလေးမှတ်ထားဖို့လိုတယ်အဲ့တော့ create created expand expansive add added inform informative နော်အဲ့တော့ adjective အဖြစ်နဲ့ noun ရော va ရောနှစ်ခုစလုံးကိုပေါင်းလို့ရတာက ive ဒီ adjective ဖြစ်ခြင်းတို့ဒီ verb ကိုပေါင်းတာက able ible တဲ့နာအကုန်လုံးက noun တွေပေါင်းခြင်းဖြစ်တယ်ဒီနောက်ဆုံးတစ်ခုကတော့ wine ပေါင်းတာပေါ့နော်အကုန်လုံး၉ခုရှိတယ်ဒါပေမဲ့ဒါတွေကအမီးပဲနော်ဒီထက်မကအများကြီးရှိတယ် wine ပေါင်းတာကတော့လွယ်ဆုံးမှုလို့ကျမဒီများများလေးထည့်ပေးလိုက်တယ်ပေါ့နော်မှတ်ရလဲတစ်ခါတည်းနဲ့မှတ်မိသွားအောင်လို့အဲ့ဒါက sun sunny ဲ့တော့ rain rainy ဒီမှာကျတော့နောက်ဆုံးစကလုံး n ကိုကျမတို့ double ပေါ့နော်နှစ်ခါထပ်ထားတယ်။ဘာကြောင့်လဲဆိုတော့အရှိမကျမတို့ u ဆိုတဲ့ဒီ vowel တရစကလုံးပါတယ်။ အောက်မှာလည်းဒီ rainy မှာလည်းဒီ vowel ကပါတာပဲဒါပေမဲ့သူဒီတလုံးမကဘူး a ရော an ရောနှလုံးဖြစ်တဲ့အတွက်ကြောင့်ထပ်ပေးစရာဒါပဲထပ်စရာမလိုဘူးတလုံးနဲ့ရှိတယ်ဆိုရင်တော့ကျွန်တော်တို့နောက်ဆုံးစကလုံးကိုနှစ်ခါထပ်ပြီးတော့ရေးမယ်နှလုံးဖြစ်နေတယ်ဆိုရင်တော့ဒီထပ်ပြီးတော့ဒါပဲထပ်ပြီးရေးစရာ မလိုဘူးเนาะ rain rainy wind windy เนาะလေနောင်းနေတဲ့သုံးပါးစဒီဘက်အကုန်လုံးဒီ base word တွေကနောင်းတွေပေါ့เนาะနေတို့မိုးတို့လေတို့ပေါ့เนาะ wind windy လေထန်သော cloud ကြတော့မိုးတိမ်တိမ်ထူသော cloudy နောက်တစ်ခု fog နော်ဒီ new sign တော့ပြောခြင်းဖြစ်တဲ့ foggy ဒီမှာလည်းထို့အတူပဲ o သည် vowel သရဖြစ်တဲ့အတွက်ကြောင့် g ကိုနှစ်ခါတပ်ပြီးရေးထားတယ် foggy snow snowy နော်နှင်းဝေသော ice icy နော်ရေခဲလိုမျိုး a ခဲနေသောဆိုပြီးတော့အဓိပ္ပာယ်ရှိတယ်ရာသီဥတုပေါင်းပြီးဝိုင်းဆိုတော့ جماعه တို့ဒီ cleanliness နဲ့ texture ပေါ့နော်ဒီအထီးတွင်းနဲ့ပတ်သက်ပြီးတော့ပြောမယ်အဲ့တော့တန့်ရှင်တန်ရာမှုနဲ့ဆိုရင်တော့ဓာတ်ဓာတ်စာကအငင်းအက ြေးကိုပြောခြင်းဖြစ်တယ်ဓာတိညင်းပေသောဓာစကားဖုံမှုတ်နော်ဒါ dusty အဲ့တော့ကဒီမှာကြာတော့ဖုံဖုံထူသောဆိုတဲ့အဓိပ္ပာယ်တရောက်တာပေါ့နော် mad muddy ဒါဘွက်ဘွက်ဘွက်ထားနေတာပေါ့နော်ရှင်ဘွက်တွေနဲ့များနေတာ why why အဲ့တော့ဒါမှာအစီများတော့နော်အဲ့လိုမျိုးပြောခြင်းဖြစ်တယ် grease greasy အဲ့ဒီ grease ကဒီတရိษံတွေကနေပြီးတော့ရတဲ့အစီကိုပြောခြင်းဖြစ်ပါတယ် hair hairy နော် hairy ဆိုအမွေးထူတာပေါ့နော်ဒီခြေမွေးတွေလက်မွေးတွေအရှိ ီးတွေထူးတွေရှိကြတယ်ပေါ့နော် เนาะအုပ်စုတကူကကျွန်တော်တို့ tasteless smell ဒီအနံ့အရသာပေါ့เนาะအဲ့မှာဆိုရင် juice เนาะဒီအရည်ရွှမ်းတာပြောချင်းဖြစ်တဲ့ juicy salt salty ဆောင်းငံ့တာ spice spice ကြတော့ဟင်းခတ်အမွေကြိုင်တွေကို spice spicy လို့သုံးမယ်ဒီဟာ taste เนาะ tasty အရသာရှိတော့ဒီမှာကြတော့အရသာเนาะနောင်းနေနဲ့သုံးမယ်ဆိုရင်အရသာဘားနေနဲ့သုံးမယ်ဆိုရင်ဒါမြည်ကြည့်ပြီးဆိုတဲ့အဓိပ္ပာယ်တက်ရောက်တဲ့ tasty အရသာရှိတော့ smell เนาะအနံ့အနံ့ခံပြီးနောင်းနေနဲ့သုံးမယ်ဆိုရင်တော့အနံ့ smelly เนาะ ော်ဒီအနန်အနန်ထွက်နေတော့ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်ဒီစိတ်ခံစားချက်နော် feeling နဲ့ emotion နဲ့ပတ်သက်ပြီးတော့အုပ်စုမှာဆိုရင် fu and fun သူဒီ noun လည်းရှိတယ် adjective လည်းရှိတယ် adjective အနေနဲ့ဆိုရင်တော့ကျမတို့ပျော်စရာကောင်းတာ နောင်နေတဲ့သုံးမဲ့ဆိုရင်တော့ပျော်စရာเนาะအဲ့ဒီပျော်စရာဆိုတဲ့ fun ကိုကျမတို့ funny ပေါင်းလိုက်မယ်ဆိုရင်တော့เนาะဒီ you ဖြစ်နေတဲ့အတွက်ကြောင့် and ကိုနှလုံးထပ်ထားတယ်ဒီဒိဋ္ဌိကတော့ရယ်စရာကောင်းသောဆိုတဲ့သဘောတက်ရောက်တယ် avian fun ဒီ power of speak ကနောင်နဲ့ရှိတယ် adjective လည်းရှိတယ်เนาะအဲ့ဒီဟာကိုပဲကျမတို့ adjective နောက်တစ်ခါထပ်ပေါင်းတဲ့အခါမှာဆိုရင်ရယ်စရာကောင်းတဲ့ဆိုတဲ့ဒိဋ္ဌိတက်ရောက်တယ် lucky ကံတရား lucky ကံကောင်းသော risk risk က danger နဲ့အတူတူပဲ risky and ရများတော့ hunger hunger ကြတော့ဆာလောင်မွန်းတိတ်မှုเนาะ hungry ဆာလောင်တော့ anger ကဒေါသ angry စိတ်ဆိုးတော့ task ကရင်ငန်းမှုရင်ငန်းတာပေါ့เนาะရေစာတာ thirsty ရေရေစာတော့ sleep ကြတော့ကျမတို့အချင်းစိတ်ရှိတာကိုပြောချင်းဖြစ်တယ်အိမ်ငိုင်းနေတာเนาะ asleep နဲ့မတူဘူးเนาะ asleep ကြတော့အိပ်ပျော်နေတာအဲ့ဒါ sleepy sleepy ကြတော့အိမ်ငိုင်းတော့အချင်းစိတ်ရှိတော့ဒါမျိုးကိုပြောချင်းဖြစ်တယ် ဒီမှာဆိုရင် noise เนาะအတံပလန်အတော့ noisy ဆူညံတော့ max maxi နေရှုပ်ပါပေးရည်နေတော့ blood bloody သွေးထွက်နေတော့သွေးဆွန်တော့ trick tricky เนาะပရိယမာယာများတော့လှဲ့စားတော့အတော့ wine ပေါင်းတဲ့ edgy တွေကအုပ်စု၅ခုပေါ့เนาะမှတ်ရလွယ်အောင်တင်ပြလိုက်ခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့သင်ခန်းစာကိုပြန်ပြီးတော့ summary လုပ်မယ်အဲ့တော့ အဒီတဲ့ဟုတ်တယ်မဟုတ်ဘူးဆိုတာကိုသိနိုင်တဲ့အချက်၄ချက်ရှိတယ်။စကလုံးတစ်လုံးကိုကျွန်တော်တို့ကြည်လိုက်တဲ့အခါမှာသူ့ရဲ့ဒီ surface လို့ခေါ်တဲ့ ending အဆုံးသတ်စကလုံးက able to ic တို့နော် ous တို့ ish တို့စသဖြင့်ဒါမျိုးအရှိမဖော်ပြထားတဲ့၉မျိုးရှိတယ်။ဒါတွေနဲ့အဆုံးသတ်ထားတဲ့ဆိုရင်ဒါဒီ adjective ဖြစ်တဲ့နောက်တစ်ချက်ကကျွန်တော်တို့သူ့ဒီ noun ကို modify လုပ်နေသလားနော် noun noun ရဲ့အရှိမနေပြီးတော့ noun ကို modify လုပ်တဲ့ဆိုရင်လည်းသူ့ဒီ LGD ဖြစ်နိုင်ခြင်းအလားအလာရှိတယ် likely ဒီအလားအလာရှိတာကိုပြောတာနော်နောက်တစ်ချက်ကကျမတို့ဒီ var ကိုကြည့်မယ်အဲ့ဒီ var က linking var တနည်းအားဖြင့် copula var အုပ်စုနော် copula var linking var ဆိုတာဘာကိုပြောလဲဆိုတော့ကျမတို့ b var အုပ်စုတွေရှိမယ်ဒီပြီးတော့ကျမတို့ဒီ stated နော်အခြေအနေကိုဖော်ပြပေးတဲ့ var တွေပါမယ်ဒီအာယုံခံစားမှုနဲ့ပတ်သက်ပြီးတော့သုံးတဲ့ var တွေဒီ var တွေကို သုံးထားတယ်ဆိုရင်အနောက်မှာလိုက်လာတဲ့စကားလုံးဒီ adjective ဖြစ်နိုင်ခြေရှိတယ် နောက်ဆုံးတစ်ချက်ကကျွန်တော်တို့ ER တို့ EST တို့ပေါင်းထားသလားเนาะဒါမျိုးပေါင်းထားတယ်ဆိုရင်လည်းဒါသည် AG တွေဖြစ်တယ်သူ့ကိုကြတော့ကျွန်တော်တို့ grade တွေပဲ AG တွေလို့ခေါ်တယ်အဲတခါတလေမှာကျွန်တော်တို့ mod တို့ most တို့ပေါ့เนาะဒီအတန်ထွက်ပေါ်မှာမူတည်ပြီးတော့ ဒါမျိုးတွေနဲ့လည်းတွဲပြီးရေးသလိုဒီ very တို့ slightly တို့ဒီ down toner intensifier တွေနဲ့လည်းတွဲပြီးတော့သုံးတယ်ဒါကြတော့ grade တွေပဲ AG တွေတွဲဖြစ်တယ် non grade တွေပဲ AG တွေကြတော့ကျွန်တော်တို့ ER တို့ EST တို့ more တို့ most တို့မပေါင်းဘူးဘာကြောင့်လဲဆိုတော့ non grade တွေပဲလို့ပြောထားတဲ့အတွက်ကြောင့်သူ့ကိုကျွန်တော်တို့ degree အဆင့်ခွဲလို့မရလို့ဒီ comparative degree တို့ superlative degree တို့နဲ့တွဲရမှာမဟုတ်ဘူးသို့တော့သူ့ကိုကျွန်တော်တို့တွဲနိုင်တဲ့နည်းရှိတယ်ဘာတွေပါနိုင်တယ် လဲဆိုတော့အရှိမ intensity fire down tone တော့လို့ခေါ်တဲ့ absolutely တို့ completely တို့ totally တို့စသဖြင့်အဲ့လိုမျိုးစကားလုံးတွေနဲ့တွဲပြီးတော့လဲတွေးနိုင်တယ်အဲ့တော့ weather တစ်ချောင်းမှာပဲဖြစ်ဖြစ်ဒီ paragraph မှာပဲဖြစ်ဖြစ် adjective ဟုတ်တယ်မဟုတ်ဘူးဆိုတာကိုသိနိုင်တဲ့အချက်၄ချက်ရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့သင်ခန်းစာတော့ဒီလောက်ပါပဲအဆင်ပြေမယ်လို့ယူဆပါတယ်မနေ့ပြန်မှာကျွန်မ ever နဲ့ပတ်သက်တဲ့အကြောင်းအရာတွေစပြီးတော့တင်ပါပေါ့နော်ကျေးဇူးတင်ပါတယ်ရှင်